ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီနေ့တော့ကျုံကအရင်ပြော့သွားပြီတလောက်ပူးနေတာကိုကျုံတွေကဘယ်သူစားမလဲကျုံတွေနဲ့မုန်းလို့ရင်တိတ်တော့မှာပဲဒီချိန်မှာပဲအစားပုတ်တဲ့ရောင်းမတူတူကမိဖို့ကြောင့်လေးကိုရောက်လာခဲ့ပါတယ်ကျောင်းမကြီး မုံနေလို့ပြီးဒီတိုင်းမထားတာလားအားလုံးကစားဖို့စောင့်နေကြတယ်မြမြလာထက်ပေးပေါ့အော်ဒါပေးနေတာလည်းမသိရင်စားတော့ဆိုင်မှာထိုင်နေရကြာညာပဲကြုံတွေစားပြီးဝါတုံမှဖြစ်နေတာပဲအစီတွေကလည်းတက်နေတာအစားလည်းအရန်ပုတ်ရောင်မတခုခုပြောလိုက်သေးလားစကားတွေပဲများနေတာမုံနေလာထက်ပေးတော့လေတူတူစကားတွေကြားပြီးတော့ရေယူကလေးစိတ်တူသွားခဲ့ပါလေတူတူရဲ့နင်ကအပြင်းအနေမိဖို့ကြောင့်လည်းလာရမလားမုံနေလည်းယူသွားပြီးတော့ထည့်ပေးလိုက်လေ ဒီလောက်ပူနေတာမောက်နေရလဲအများကြီးလောက်ခန်းသေးတယ်။ငါနင်တို့ကြိုးရမယ်တာဝန်ယူထားလို့လား။ပရိသတ်ကြီးတို့ရောဇလန့်ကိုကြည့်ပြီးတော့တဘုတ်ပေါက်လောက်ပြီးထင်ပါလေ။နေရဒီမှာချွေးမကိုမောက်နေတလောက်လောက်ခိုင်းမှတော့ဘယ်သူမှစိတ်တူကြမှာပါပဲ။ဇလန့်ကိုတည်ရဖို့အတွက်အဆကနေကြည့်လိုက်ကြရအောင်။မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့တံပေါက်ချက်ပြပါမယ်။ဆန်တွေလည်းစီးထားတယ်။မုံလာဥဏီတွေအသီးတွေလည်းလီးထားပါတယ်။အားလုံးပဲဘလို့ချက်ကြလဲကြည့်ကြပါရှင်။ EU ကလည်းမိဘကြောင့်နေမှာဗီဒီယိုရိုက်တင်နေတဲ့အချိန်ပါပဲအမေကစပွဲကုန်ပေါ်မှာစားဖို့အတွက်ထိုင်ဆောင်နေပါတယ်။၃နိုင်လောက်ရှိနေပြီဘာရီချက်နေလဲမသိပါဘူး။ဒံပေါက်လေးချက်တာတလောက်ကြားရလား။ရွရွရေဒီနေ့ရောစားရမှာလား။ဘာလို့ချိန်နေဆွဲညာလဲ။ညမှစားရမှာလားပြောလေ။လာပါပြီချစ်ဆုံးအမေဒံပေါက်စားလို့ရပြီ။ရွရွချက်ထားတဲ့ဒံပေါက်ကိုကြည့်ပြီးအမေကပြောခဲ့ပါတယ်။ဖျားရေဘလို့အပြင်းကြီးတဲ့သမီးကိုမွေးမိလဲမသိဘူး။ နင့်အဖေကစီးချုံရှိရလေတံပေါက်တွေစားရင်မတည့်ဘူးလေကြုံလေးနေပြီးမှုံလေးလှုပ်ပေးလိုက်ပေါ့အမြဲအလို့ကိုဘလို့အမြန်ပြီးရမလဲပဲကြည်နေတာအမေရဲ့သမီးကမှုံမလှုပ်တတ်ဘူးဆိုတော့သိရမလားသမီးကမှုံအဝိုင်းလို့ရင်ဘတော်မှမဝိုင်းဘူးဒီလိုထမင်းစားရတာလဲအစာချေလွယ်တယ်လေအဖေကပူပူလေးစားရင်ဘာမှမဖြစ်ပါဘူးနင်ကတော့အလို့မလှုပ်ချင်တာအကြောင်းပဲပြနေရပဲတကယ်လို့ကြုံတွေစားတဲ့အိမ်မှာယောက်ျားရိုက်နင်ဘလို့လှုပ်မလဲဘာဖြစ်လဲငါကုံရောက်ဆိုင်ဖွင့်ထားတာပဲလေ ငါသမီးစားခြင်းရင်ငါဆန်တွေပူပေးမှာပေါ့ဂျေယုကလည်းအမြဲတမ်းထမင်းစားရတာပဲကြိုက်ပါလေနနက်ထမင်းချက်စားပြီးတနက်လောက်ဂျုံနဲ့မုတ်လောက်ထားရင် သူကမစားဘဲထမင်းချက်စားပါလေဂျေယုကဂျုံလီစားတဲ့အိမ်မှာယောက်ျားရရင်ဘာဖြစ်လာမှာလဲဂျေယုကိုကောင်းလေးအိမ်ကလာတောင်းကြပြီးတော့ဂျေယုကလည်းယောက်ျားရသွားခဲ့ပါလေဂျေယုကယောက်ျားရပြီးဒုံဒီတို့အိမ်ကိုရောက်လာခဲ့ပြီးတော့ယောက်မကကြိုဆိုခဲ့ပါလေလာပါချွေးမရေအိမ်ထဲကိုလာ နင်းကိုငါတို့အိမ်ကနေကြိုဆိုပါရယ်ကွယ်ဒီချိန်မှာပဲသူတို့အိမ်ကအဖွားရောက်လာပြီးတော့ပြောခဲ့ပါတယ်ချွေးမကြီးနင်းကကြုံနေမစားဘူးလားနင်းကိုကြည့်ရတာလဲပိန်ချောက်ကတ်နေရပဲဒီချိန်မှာပဲစကားတက်ပြီးရောင်မတူတူကပြောခဲ့ပါတယ်အဖွားရယ်ရောင်မမင်္ဂလာဆောင်တာထမင်းတွေကြီးစားနေတာမမြင်ဘူးလားဒီကောင်မကတော်တော်စကားတက်တာပဲငါ့ကိုပဲကြည့်နေသေးတယ်သူကြတော့ပကံတွေအပြည့်အမုံတွေစားနေကြတော့ငါဘာပြောလို့လဲညီမကြီး ငါတို့အိမ်ကတော့ဂျုံနေပဲကြိုက်တာနော်။နင်လည်းငါတို့နဲ့နေဂျုံစားဖို့တင်ရမယ်။အလုံးကလည်းသူ့ခန်းနေသူနားယူဖို့အတွက်သွားကြပါလိမ့်။နောက်နေ့မနေ့ရောက်တော့ရေရွကပထမနေ့ထမင်းချက်ဖို့အတွက်မိဖို့ကြောင့်လေးရောက်လာခဲ့ပါလိမ့်။မိဖို့ကြောင့်မှရောက်ခမအဖွားနဲ့လင်ညီမကစောင့်နေခဲ့ပါလိမ့်။လာပါလာပါချွေးမလေး။နင့်ကိုပဲအားလုံးကစောင့်နေကြတာ။ဒီအဖွားကြီးကတော့ငါ့ကိုဒီနေ့ဘလောက်ကြုံမုန်နေလောက်ခိုင်းမလဲမသိဘူး။ချွေးမရေငါတို့အိမ်ကစီကြော်ရေအရင်မကြိုက်ကြဘူး။ အဲ့ဒါကြောင့်ဟင်းသုံးလေးမျိုးနဲ့ဂျုံနဲ့မုံပဲလှုပ်လိုက်နော်။ကျွေးမကလည်းစီကြော်ရီမလှုပ်ရတာကြောင့်ပြိုသွားပါတော့တယ်။တော်ပါသေးတယ်။ဒီလောက်ပူနေတာစီကြော်ရီမလှုပ်ရဘူး။မဟုတ်ရင်ချွေးတွေနဲ့ဆိုးသွားလိမ့်မယ်။ဟင်းသုံးလေးမျိုးကတော့ခဏပဲချက်ရမှာပါ။ဒီချိန်မှာရေယူကဂျုံအိတ်တွေကိုကြည့်ပြီးအံ့ဩနေခဲ့ပါတယ်။ငါအိမ်ကလူတွေကလည်းဂျုံတွေတနစ်စာထားတာလားမသိဘူး။ဘာမှမဖြစ်ပါဘူးလေ။ငါဂျုံနေတော့မယ်။ရေယူကလည်းဂျုံနေဖို့ခွက်လေးတစ်ခုယူတဲ့အချိန်မှာ ။လင်းကြီးမဆုစုကပြောခဲ့ပါတယ်။ရှင်ယူရင်ဘာလို့ဒီလောက်ခွက်လေးရှူနေရလဲ။ငါတို့အိမ်မှာကျုံ9ကီလိုလောက်ပကံပြားနဲ့ထဲမှာနေကြ။ဒါကိုကြားပြီးရှင်ယူကအံ့ဩသွားပါတော့တယ်။အမရေကျုံ9ကီလိုလောက်ကဘသူစားလို့လဲ။ကျုံနဲ့မုံနဲ့လောက်မယ်။ထမင်းနဲ့နဲ့လဲချက်လိုက်မယ်လေ။ရှင်ယူရေငါတို့အိမ်ကထမင်းမစားကြဘူး။ငါတို့အိမ်မှာ၃ချိန်လုံးကြုံမဲစားတယ်။ဘတော်မှဆန်လမဝဲကြဘူး။ ဂျုံမိတ်စားတဲ့စကားကိုကြားပြီးရေရွကတော့စိတ်တူသွားခဲ့ပါတယ်။ငါကတော့ဘလို့အိမ်ကိုရောက်လာပြီလေ။ငါကတော့ဒီအိမ်မှာထမင်းပက်တော့မှမစားရတော့ထင်တယ်။ပကံပြားနဲ့ဂျုံနေပြီးမတည့်ရက်ပြီးလုံနေရတာလေ။ခါတော့ရမ်းနာနေပြီ။ဒီချိန်မှာပဲရောက်ကတိကချွေးမကိုအုပ်ပြောခဲ့ပါတယ်။ချွေးမကြီးမုန်းနေလှုပ်ပြီးပြီဆိုတော့လေလာပြီလေ။မနက်ခင်းကဘိုက်စားနေတာကြားလာပြီ။ဟုတ်ကဲ့ပါအဖေရှူလာပြီ။ ချွေးမကလည်းမုံတွေအချံ90လောက်ထည့်ပြီးတော့အပြင်ကိုယူလာခဲ့ပါတယ်။အောက်ဘေးလေးဒီမုံ15ချက်ကတော့ငါးဘေးယူမယ်။ညီလေးက12ချက်ယူလေ။အကိုတို့ကလည်းညီမလေးတို့ကလည်းချံအောင်လေ။ညီမလေးလည်းစားချက်နဲ့။ကျန်တဲ့မုံတွေကိုကလေးတွေကသူတို့ပကံနဲ့ထည့်လိုက်ပါတယ်။ကလေးတို့ရဲ့တလောက်မုံတွေဘလို့စားမလဲမကုံသေးဘူးလေ။အတော့ဘေးလိုက်လေ။အတော့သမီးတို့ကမုံ6ချက်လောက်မှဘိုင်းဝါတာလေ။ဒီအိမ်ကတအိမ်လုံးအစားပုံနေရပဲ။ သူတို့တွေကလည်းဂျုံတအိတ်နှစ်အိတ်ကိုတရက်လောက်နဲ့ကုန်မှန်ထန်းနေအလုံးစားလို့ပြီးသွားရင်နောက်မှာရေရွကစားဖို့အတွက်ထိုင်နေပါလေငါတော့နှုတ်ခိဟင်းနဲ့ထမင်းမကြိုက်တယ်ဂျုံစားတာလုံးဝမကြိုက်ပါဘူးငါတော့ဘယ်တော့များမှစားရမလဲညရောက်တော့လေအလုံးကနောက်တစ်ခါဂျုံနေပြီးမုတ်လုတ်ဖို့အတွက်ပြောခဲ့ပါလေဘာနောက်တစ်ခါဂျုံနေရောက်မှလားနေ့လျာပဲမုတ်နေစားပြီးပြီညကျရင်ထမင်းစားလေချွေးမရည် နေ့လယ်စာစားပြီးပြီဆိုတော့ညကျရင်အငတ်နေတော့မှလားစကားတွေများမနေနဲ့ဂျုံနေပြီးမုန်းလို့တော့စိတ်တို့ပြီးချွေးမကမိဘကြောင့်နေလာခဲ့ပါတယ်ဒီယူကလာပြီးတော့မုန်းလိတန်ကိုပြစ်ချလိုက်ပါတယ်ဘယ်အိမ်ကသုံးချိန်လုံးဂျုံမုန်းနေစားကြလို့လဲငါကြတော့ထမင်းစားချက်နေတာဂျုံနေမစားချက်မအောင်ဒီလိုနဲ့ချွေးမကစိတ်တို့သွားပြီးမုန်းနေလုံနေခဲ့ပါတယ်ဒီလိုနဲ့ပဲနေတဲ့အိမ်ကလူတွေကိုဂျုံမုန်းနေလုံချွေးရင်နေသူကတော့ထမင်းရမ်းစားချင်နေပါတယ် ။ EU ကစိတ်တူပြီးမုံနီတခါတလီတူအောင်လှုပ်လိုက်မအောင်လှုပ်လိုက်နဲ့လှုပ်နေပါတယ်။ဒီလိုပဲ3-4ဘတ်ကြာပြီးတဲ့နောက်မှာတော့ဒီနေ့တော့ဂျုံနေမအောင်နေပြီဘလို့မုံနေမအောင်လှုပ်မလဲကြည်ထား။ငါထမင်းမစားရရင်တို့လည်းဘာမှစားစရာမလိုဘူး။ဒီယူလှုပ်ထားတဲ့မာနီတဲ့မုံတွေကိုလည်းဂျုံရမ်းကြိုက်တဲ့စားပုတ်တဲ့အင်္ဂါလူတွေဟာအကုန်ကြိုက်ကြပါတယ်။ချွေးမရေနင်တီနေလှုပ်ထားတဲ့မုံတွေကလည်းစားကောင်းနေရောပဲ။အာလူးနဲ့လိုက်ပြီးစားတာပိုကောင်းသေးတယ်။ဒါဘလို့အိမ်လဲ တလောက်မအောင်လှုပ်ထားလဲကောင်းနေပြောကြတယ်လူတွေရောဟုတ်ရဲ့လားမသိဘူးဟေ့ကျုံရင်စားတဲ့မိသားစုအိမ်မှာချွေးမကထမင်းမစားပဲနေရမလားဒါမှမဟုတ်ရင်ထမင်းစားရဖို့တခုခုလုပ်ရမလားဆိုတာကြည်လိုက်ကြရအောင်အိမ်ကလူတွေတနေကုန်ကျုံမုံနေစားပဲအရန်လွန်နေပြီငါပညာပြမှရတော့မယ်စကားကိုသေးချနားမထောင်ရင်နားထောင်တဲ့နေ့ကိုသုံးရမှာပေါ့နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ဒေါနီရေငါဒီနေ့ရောမုံစားရမှာလားငါဆိုင်ဖွင့်ဖို့လဲနောက်ကျနေပြီ ဘလို့တိမှာလဲငါမီးပုတ်ကြောင်ဝင်းညာမဟုတ်ဘူးလေချွေးမယူယူရေမုံတွေလှုပ်လှုပ်ပြီးသွားပြီလားချွေးမကလည်းအိတ်တွေယူပြီးအခန်းထဲကထွက်လာခဲ့ပါလေချွေးမရေမနှက်ဆော့ဆော့စီစီအိတ်တွေယူပြီးဘဲသွားမလို့လဲအမေတမီးကအမေပြန်တော့မလို့ရောင်းမမရှိရင်ညီမတို့ဘသူကမုံလှုပ်ချွေးမလဲတူတူငါမုံလှုပ်တဲ့ဆိုင်ဖွင့်နာလို့လားငါမရှင်းစားချင်တဲ့သူလှုပ်စားကြပေါ့မင်္ဂလာဆောင်တွေကနေ့တိုင်းမှုံမဲစားမယ်ပြောနေကြတယ်ငါအเจ้าမစင်စားဘူး ငါထမင်းစားချင်နေတယ်လို့ပြောတာဘလောက်ကြာပြီလဲကျွေးမကဒီလိုပြောရင်းနဲ့ငိုခဲ့ပါလေအလုံးကလည်းနောင်တရသွားခဲ့ပါလေကျွေးမရဲ့ငါတို့မားသွားတယ်ဒီနေ့ကစပြီးငါတို့အတွက်မုံလုံးမယ်နင့်အတွက်ထမင်းချက်မယ်ဟုတ်ပြီလားဒေါနီကလည်းအဲ့ဒီနေ့မှာပဲဆန်တွေဝယ်ခိုင်းလိုက်ပါလေ။ရိနီကစပြီးမုံနေနေလှုပ်ပြီးတော့ထမင်းနေနေချက်ခဲ့ပါလေ။ရေယူကလည်းထမင်းစားဖို့အဆင်ပြေသွားခဲ့ပါလေ။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။